ရေရမိအနာဂတ်တိကျန်အခန်းကြီး၁၈အငယ်၁မှ23ရေရမိတို့ရောက်လာသောသာရဖျားဤနှုတ်ကပတ်တော်ဟူမူကားတင်းဒီထ၍ဦးထင်းသမားအိမ်သို့သွားလော့ထိုရက်၌ငါစကားကိုငါကြားစီမိဟု မိန့်တော်မူသည့်အတိုင်းငါသည်သွား၍ဦးထင်းဆက်နှင့်လှုပ်လျက်ရှိသောဦးထင်းသမားကို တွေ့၏ဦးမြေဖြင့်လှုပ်တော်ဦးသည်ဦးထင်းသမားလက်၌ပြည့်စည်သောကြောင့်သူသည်အလိုအလျောက်အသည့်ပြုပြင်၍ အခြားသောအိုးကိုလုတ်ပြန်လေ၏ထို့အခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသူရောက်လာ၍ထာဝရဘုရားမိန့်တော်မူသည်ကအိုးဣတရီလအမျိုးအိုးထင်းသမားပြုတ်တကယ်သူတင်တို့ကိုငါမပြုတ်နိုင်သလောအိုးဣတရီလအမျိုးအိုးမြည်သည်အိုးထင်းသမားလက်၌ရှိတကယ်သူတင်တို့သည်ငါလက်၌ရှိကြ၏အကျဉ်တိုင်းနိုင်ငံကိုနှုတ်ပယ်ဖြိုချဖျက်ဆီးခြင်းငါငါအမိန့်တော်ရှိ၏ ်ငှက်အမိန့်တော်နှင့်ဆိုင်သော ထိုတိုင်းနိုင်ငံသည်မိမိဒုစရိုက်ကိုစွန့်ပစ်လျင်ငါကြံစီသောဘေးဒဏ်ကိုငါနောင်တရမည်အကျဉ်တိုင်းနိုင်ငံကိုတီထောင်ပြုစုခြင်းငါငါအမိန့်တော်ရှိ၏ထိုတိုင်းနိုင်ငံသည်ငါစကားကိုနားမထောင်ငါမျက်မှောက်၌ဒုစရိုက်ကိုပြုလျင် သူ၏အကျိုးအလိုငါပြုစုမည်ဟုသောစကား၌ပါသောကျေးဇူးကိုငါနောင်တရမည် ယခုမှထာဝရဘုရားမိန့်တော်မူသည်ကသင်တို့အဖို့ဘေးဒဏ်ကိုငါပြင်ဆင်၏သင်တို့ကိုစန့်ကျင်ဘက်ပြု၍ငါကြံစီ၏တို့ဖြစ်၍သိုးသောလမ်းမှအတိအတိပြန်လာကြလောသင်တို့လိုက်သောလမ်းနှင့်သင်တို့ကျင့်သောအကျင့်ကိုဖြောင့်စီကြလောဟုယုဒပြည်သူယေရုရှလင်မြို့သားတို့အားဆင့်ဆိုလော သူတို့ကလည်းမျောလင့်စရာမရှိငါတို့သည် ကိုယ်အလိုသို့လိုက်မည် ငါတို့၌သိုးသောစိတ်နှလုံးခိုင်မာခြင်းရှိသည့်အတိုင်းအတိအတိပြုမိဟုဆိုကြ၏ တို့ဖြစ်၍သာရပြမိန်တော်မူသည်ကထို့သို့သောအမှုကိုအပေသူကြားဘူးတနည်းဟုတာတနာပလူတို့တွင်မေးကြလောဣတရီလသူတို့သမီးကညာသည်အလွန်ဆက်ဆုပ်ယွန်ရှာပွေသောအမှုကိုပြုလေပြီလွင်ပြင်၌ရှိသောကြောက်ကိုမစွန့်လေပနုံတောင်ဤမိုးပွင့်ကိုအပေသူစွန့်မီနီအခြားတပါသောအရက်မှစီးလာ၍ချမ်းအေးသောမြည်ရည်သည်ခန်းချောက်လိမ့်မီလော ငါဤလူတို့သည်ငါကိုမေ့လျော့၍အချီးနီးသောအရာရှိမှနန့်သာပေါင်းကိုမိရှုကြပြီးရှေးကာလမှစ၍လိုက်ဘူးသောလမ်းတို့၌လဲတတ်သောကြောင့်အခြားသောလမ်းမြေမဖို့သောလမ်းတို့လိုက်ကြပြီးတကားထို့သောပြု၍မိမိတို့ပြည်ကိုလူစိတ်ညံရအယက်အစင်ကဲ့ရဲ့တန်ကြားရအယက်ဖြစ်စီသည်ဖြင့်လမ်း၌ရှက်သွားသောသူအပေါင်းတို့သည်အံ့ဩ၍မိမိတို့ကောင်းကိုငြိမ့်ကြလိမ့်မည် ငါသည်အရှိလေးကဲ့သို့သူတို့ကိုရန်သူရှေ့မှလွင့်စေမိဘေးရောက်သောကာလ၌သူတို့အားမျက်နာကိုမပြကြောကိုပြမိသူတို့ကလည်းလာကြရေယမိတဖက်၌ကြံစီကြကုန်အံရစ်ဘရဟိတ်သည် တရားအမှု၌၎င်းပညာရှိသောသူသည်အကြံပေးခြင်းအမှု၌၎င်းပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်းအရှုံးမခံရလာကြယေရမိကိုရှာနှင့်ရိုက်ကြကုန်အံ သူ၏စကားကို နားမထောင်ဘဲနေကြကုန်အံ့ဟုဆိုကြ၏အိုးတာရာဖျားအကျွန်ုပ်ကိုကြည့်ရှုတော်မူပါအကျွန်ုပ်နှင့်ရန်တွေ့သောသူတို့၏စကားကိုမှတ်တော်မူပါကျေးဇူးပြုသောအတွက်အပြစ်ပေးသင့်ပါမည်လောသူတို့သည် အကျွန်ုပ်အသက်ဖို့တွင်းကို တူးကြပါပြီ အကျွန်ုပ်သည်သူတို့အကျိုးအလိုငါရှောက်၍သူတို့မှအမျက်တော်ကို လွှဲခြင်းငါရှေ့တော်၌ရက်နေကြောင်းကို အောက်မေ့တော်မူပါ ထို့ကြောင့်သူတို့ကိုဓာပေးသူလကသူတို့သားသမီးများကိုမွတ်တိတ်ချင်းသူလကအတော်မူပါ သူတို့မိမတို့သည်သားများဆုံး၍မုတ်ဆိုးမှဖြစ်ကြပါစေတော့လူကြီးတို့သည် အသေးသက်ချင်းကိုခံရ၍လူပြိုတို့လည်းစစ်တိုက်ပွဲ၌ဓာဖြင့်ဆုံးကြပါစေတော့စစ်တိုက်တော်ရန်သူများကို သူတို့ရှိရာသို့ချက်ချင်းရောက်စေတော်မူသောအခါသူတို့အိမ်သားများအော်ဟစ်ကြပါစေတော့ အကြောင်းမူကားအကျွန်ုပ်ကိုထောင်ခြင်းငါတွင်းကိုတူးကြပါပြီအကျွန်ုပ်သွားရလမ်း၌ကြော့ကွင်းကိုဖွက်ထားကြပါပြီအိုးသာရဖျားအကျွန်ုပ်အသက်ကိုတတ်ခြင်းငါသူတို့ကြံစီသည်မြကိုကိုရောတည်တော်မူ၏သူတို့ကိုအပြစ်မှလွတ်တော်မမူပါနှင့်မျက်မှောက်တော်၌သူတို့အပြစ်ကိုချီတော်မမူပါနှင့် ရှေ့တော်၌ဆုံးရှုံးကြပါစေသောအမျက်တော်ထွက်တော်အခါသူတို့ကိုစီရင်တော်မူပါအာမင် God bless you.